ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူရှင်မင်းကံဘလူရေးသားထားတဲ့ဖွားမဲ့စိန်နဲ့တင်းဆိုင်ကုန်းမပီယာစီအပိုင်း151ကိုတင်ဆက်ပေးကြပါတယ်အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနား Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါတယ်ကျမတို့အစီအစဉ်တက်ဆက်သူဟိမန်ကူကူဖြစ်ပါရဲ့ရှင် နန်းကြိုင်နန်းကြိုင်ရေဝဲဝါအော်ခေါ်နေဘသူရောဟဲ့တော်ဝင်းကဝဲဝါအနေအော်နေတဲ့အတန်ဆူဆူလေးကြောင့်အော်ပြီးမိလိုက်ပါတယ်ကျုပ်ပေါက်ဆောက်မပါအကြီးရဲ့ဩပေါက်ဆောက်မလာလေအေးညီကောင်မကြီးကနောက်ဖေးသွားနေတယ်အေးတော်ဝင်းကခေါ်တော့နန်းကြိုင်တငယ်ချင်းပေါက်ဆောက်မခြံထဲဝင်လာခဲ့တယ်အကြီးဘာတွေလုပ်နေရလဲတော့အေးနေ့လယ်စားချက်ဖို့ကြက်သွုံဖြူတင်နေရအေးကျုပ်ကိုတင်ပေးမယ်လေနေနေနေညီလက်တွေနန်းကောင်မမယ်အေး ထနေ့ညီညီမောမပါလာဟုတ်လားအေးသူလာသူကရွာထဲရောက်နေပြီလေရေးမိုးလင်းတာနဲ့မနှက်စာစားပြီးပြီဆိုရွာထဲကိုတန်းပြေးပြီလေအေးနော်ပိန်သေးမလည်းတမျိုးပဲအေးတော်တော်အိမ်နေတာကြိုက်တဲ့ကလေးပဲပေါ့ဆာမနဲ့ပိန်သေးမရဲ့နာမည်ရင်းတွေရှိကြပေမဲ့လေအရက်ခေါ်ရွာခေါ်နာမည်တွေကအခေါ်များခဲ့ပါတယ်အခုလေတော်ဝင်အောင်ပိန်သေးမကြောင့်ပြောရင်ပေါ့ဆာမနဲ့စကားပြောနေခဲ့တာပါဟဲ့ပေါ့ဆာမရောက်တာကြပြီလားကြပေါ့ညီနောက်ဖေးသွားတာလေကြာကြက်တော့ ဟဲ့အဲ့တလောက်တော့ကြားလို့လားကြားတာပေါ့ပေါ့ဆောက်မရဲ့စကားကြောင့်နန်းကြိုင်ရဲ့မျက်နှာရှုံ့မဲ့သွားတယ်စတာပါဟဲ့လာသွားကြဆိုရင်ဟိုကောင်နေစောင့်နေကြပြီအေးအေးသွားကြပေါ့အမေကျွတ်တို့သွားတော့မယ်နော်ယောက်ျားလေးရင်းနဲ့ပေါင်ပြီးတော့ဆော့မနေနဲ့နော်ကိုမိန်းကလေးဆိုတာကိုလည်းသိကြအောင်ဟုတ်ကဲ့ပေါ့ဆောက်မနဲ့နန်းကြိုင်တို့ကပြိုင်နူအော်ပြီးဝိုင်းနေရနေထွက်သွားကြတယ်နန်းကြိုင်တို့ရဲ့ဆော့ကစားရကရွာလေပိုင်းကမကြီးပင်ကြီးရဲ့အောက်ဖြစ်ပါတယ်။နင်တို့ကလည်းကြားလိုက်တာဟာ။ကြားဆိုဟဲ့ ပေါ့ဆောင်မအောင်နန်းကြံရဟဲ့ကနေအော်လိုက်တော့မှပေါ့ဆောင်မလည်းဟီးကျဲကျဲနဲ့စမပြောရှာပါဘူး။ငါတို့ကတရင်ထူးပြောမလို့နင်တို့စောင့်နေရဟ။ဘာတရင်ထူးတော့နန်းကြိုင်ရဲ့ကစားပေါ်ကပေတိုးနဲ့အောင်စိုးတို့ဖြစ်ပါတယ်။ပေတိုးပြောမဲ့တရင်ထူးကိုနန်းကြိုင်နဲ့ပေါ့ဆာစိတ်ဝင်စားနေ။ဟဲ့ပြောလေနင်ကလည်းသိကြမှာလေဆို။ပြောမဲ့အရေးကိုတုံဆိုင်နေတဲ့ပေတိုးကြောင့်နန်းကြိုင်အော်လိုက်တယ်။ပြောပါမယ်ဟာလာလာဒါလူတိခံလို့ရတဲ့ကိစ္စမဟုတ်ဘူးဟာ။ နန်းကြိုင်တို့လေးရောက်ခေါင်းချင်းဆိုင်ပြီးတီတူပြောကြတယ်။သူတို့ရဲ့နဘေးမှာတော့ပိန်သိမ်းမတော်ကလေးတစုသာရှိတယ်။ဒီလိုဟာရွာရရကိုဖို့တုံနဲ့သူ့တငယ်ချင်းတို့ပေးရစေဖို့မလို့တဲ့။ပေးရစေဆိုတာဘာတော့ဟဲ့။ဟာနေရလေအဖွားတို့နဲ့အတူနေပြီဒါလေးတော့မသိဘူးလားနန်းကြိုင်ကပေးရစေဆိုတာမချစ်တဲ့သူပဲချစ်အောင်လုပ်တယ်စေးတယ်ဟာ။ဟဲ့အဲ့လိုလုံးလို့ရတယ်။ဟဲ့ဒါဆိုငါတော့လိုချင်သွားပြီ။ဟမ်။နေရဘာလို့လိုချင်တာတော့ပေါ့စားမရဲ့။ ဘာလို့ရမှာလဲအေးအမေပေါ့သူ့သမီးကြမရိုက်ပဲထိတ်ခနေရှိငါပဲရိုက်နေငါမချက်လို့အမေကိုအိတ်ဆေးကျွေးလိုက်ချင်တယ်ဒါဆိုငါ့ကိုရှိုက်တော့မှာမဟုတ်ဘူးဟာနေစမ်းမအောင်ပေါက်ဆာမာရငါပြောတာဘယ်ရောက်သွားပြီလဲကိုဖိုးတော့တူပီယာဆေးတော့ဖို့မယ်ဆိုအေးအေးအဲ့ဒါအဲ့ဒါဒီညရွာသိမ်းဆိုင်မှာတော့ဖို့မှာလေဟာနေပါဦးနေတော့ဘယ်ကနေတင်ရလာတော့ဘယ်ကမှာလဲငါကနောက်ဖေးမှာနွားချီသွားကြုံနေတာသူတို့ကငါတို့ရဲ့ချမ်းမီမှာတူ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 လာပြောနေအောင်ကြားခဲ့တာဟာ အေးဒါဆိုလဲသူတို့ဘာသာသူတို့သွားဖို့ပါစီပေါ့ငါတို့ကဘာလုပ်ရမှာလဲနင်းရလေအလိုက်တာနင်းကြိုင်ရဒါငါတို့အတွက်အခွင့်ကောင်းမယ်ဟာညကြိုင်သူတို့နောက်ကနေခိုးလိုက်ပြီးကြည့်ကြရအောင်လေဟာဟုတ်တယ်ဟာငါကတော့ပေတိုးနဲ့လိုက်ကြည့်မှာနင်းတို့သွားရင်လည်းငါလည်းလိုက်မှာပေါ့ပေါ့ဆာမနဲ့အောင်စရိုကပေတိုးနဲ့လိုက်မယ်ကြောင်ပြောနေကြပေမဲ့နင်းကြိုင်ကတိတ်ဆိတ်နေနင်းကြိုင်နင်းမလိုက်ဘူးလားလိုက်တော့လိုက်ချင်တာပေါ့ဟာဒါပေမဲ့အမေတို့ဘွားတို့တင်လိုက်ရမှာမဟုတ်ဘူးဟာ ်နန်းကြိုင်ရဲ့စကားကြောင့်ပီတိုရိုဟာမျက်မှောင်ကျုပ်ပြီးစဉ်းစားနေကြတယ်။ဒါဆိုရင်သူတို့ကိုဆော့ဆော့အိမ်အောင်လုပ်ဖို့ဟာ။ဟိုဘလို့လို့လုပ်လို့ရမှာလဲဟာ။နေပြောတာလေလွယ်လိုက်တာပီတိုရာငါ့ရဲ့ကြောင့်ငါပဲသိတယ်ဟဲ့။ငါတို့ဦးကြောက်ခဲစီသွားရမယ်။ဦးကြောက်ခဲကဆေးဆရာလေးဟဲ့။ငါတို့ကသူ့ကိုဘာသွားလို့ရမှာလဲ။ဟာရိုဖေနေထိုင်ကောင်းလို့ညဘက်အိမ်မပြောရင်ဦးချောက်ခဲဆီကနေစေးတောင်းတော့တော့ရတာဟာအဲ့တော့ဦးချောက်ခဲဆီပူတဲ့ဆီမုံသွားခုရမယ်လေနန်းကြရဲ့ မဖြစ်နိုင်တာဟဲ့နေအကျံလေးတကြီးထိတ်တုံးခက်ခဲမဲ့ဒီအကျံယူဖြစ်နိုင်ပါတယ်ဟာခုချိန်ဆိုဦးကြောက်ခရဆေးလေကုနေလောက်ပြီသူ့အိမ်မှာတော့အဲ့ဆေးကူတွေရှိတော့တယ်ဟာငါတို့သွားခိုးကြအောင်ပေတိုးပြောတာကိုပေါ့ဆာမနဲ့အောင်ဆိုလို့ထောက်ခံကြတယ်လောက်ပါနှမ်းကြရဲ့သဘောတူစမ်းမဟဲ့ဒါမှငါတို့တူတူသွားဆက်စုလို့ရမှာဟာပေါ့ဆာမကပြောတော့နှမ်းကြရအခန်းကိုဖြင်းညင်းစွာညှိလိုက်တယ်လောက်ဟဲ့ခိုးကြတာပေါ့ဟေးဒါမှအနမ်းကြိုက်กว่าပေတိုးနဲ့အောင်ဆိုကဝမ်းတာအားရအော်တယ် ဟဲ့တူတူခလေးတွေလိုက်လာအောင်မေပေါ့ဆာမသူညမပိန်သေးမအောင်ကြည့်ပြီးတော့ပြောလိုက်တယ်ပိန်သေးမတော့သူတို့သတိထားမိတဲ့အောင်နဲ့သဲရီကိုလက်နဲ့ရက်ပြီးတော့ဆော့ကစားနေခဲ့တယ်နန်းကြိုင်တို့လျောက်စေးစရာဦးကြောက်ခဲအိမက်စီကိုထွက်လာခဲ့ကြတယ်တွေ့လားဦးကြောက်ခဲမရှိဘူးဟာဒီတော့ငါရဲ့နန်းကြိုင်ကအိမ်မော်စိတ်မှုတက်ခုမေနင်တို့နှစ်ယောက်ကဦးကြောက်ခဲပြန်လာအချက်ပေးကြဟာရဘလို့ချက်ပေးရမှာလေ။ဦးကြောက်ခဲအမြင်ခွေးဟောင်တန်းတာပြီးအဲ့တန်ကြံကတော့နောက်ဖျက်နေထွက်ပြေးလာခဲ့ပဲ။ကြာလား။အေးအေးအေး နန်းကြိုင်နဲ့ပီတိုတို့ဦးကြောက်ခဲချန်နဲ့ဝင်သွားကြတယ်။အောင်စုံနဲ့ပေါ်ဆာမှာချန်ပြမပုံပြီးဦးကြောက်ခဲပြန်လာမလားစောင့်ပေးနေကြတယ်။ဦးကြောက်ခဲအင်းနဲ့ဝင်လာတော့စီရီယာများလာကြည်လားဟဲ့။နေပြောတဲ့ဆရာဖဲဟာလေ။နေပါဦး။အမှတ်မိပါတယ်ဟ။ပီတိုကဦးကြောက်ခဲစေဘူးတွေမှွေတော့တယ်။ဓာဟဓာတေးကြတယ်နန်းကြိုင်။တေးကြရော့ရော့ဒီဆက်ကူရဲနည်းနည်းယူထဲလိုက်တော့ပီတိုကနန်းကြိုင်ပြည့်ရဲ့ဆက်ကူအတွင်းကိုစေးတွေကိုလက်နဲ့နှိုက်ပြီးယူလိုက်တယ်။ရပါပြီဟဲ့နည်းနည်းပဲယူ။ ပီတိုလည်းစက်ကူလေးကိုတေချာထုတ်လိုက်တယ်။အဲ့ဒီချိန်မှာဟာခွေးအောင်နဲ့ခွေးအောင်နဲ့ဟာဦးကျော်ကပြန်လာပြီထင်တယ်။ပြေးပြေးပြေးကြအောင်။နန်းဆိုင်နဲ့ပီတိုတို့နောက်ဖေးပေါ်အောင်နေဆင်းပြေးကြတယ်။ဒီချိန်ဦးကျော်ကအိမ်မော်ရောက်လာတာကြောင့်နန်းဆိုင်တို့တတိမထားမိလိုက်ဘူး။အမလီမော်လိုက်တာဟဲ့။ဟုတ်ပါပေါ့ဆောက်မနင်တို့ခွေးအောင်တန်းလည်းခွေးမိုင်ကလေးမမွေးနိုင်လို့အော်နေရကြလို့ဟာ။ဟဲ့ငါထားလောက်လိုက်ရ။ကဲပါရော့နန်းဆိုင်ရိုးစီစုံနဲ့အကောင့်ထည့်ပေါ်ပြီးတော့ ေးထိုးပြီးတဲ့စီတယ်လေးချင်းနန်းကြိုင်သပင်းချတယ်။နေလို့ပြောလို့သားလောက်ရမှာ။ငါတို့အဖွားတော်သားပြေးမြင်ပြီးကြောက်တယ်ဟာ။ဘာမှမပူနဲ့။နေဘွားအေးဝဝတော့အိပ်ရသေးတယ်။အေးဝတော့ကျမ်းမာရင်တော့ကောင်းတယ်ဟာ။နော်။ဟုတ်တယ်။ပေါ့ဆပြောတာမှန်တယ်။ပေတိုးကလည်းပေါ့ဆမရဲ့စကားကိုထောက်ခံကြတယ်။ဒီလိုနဲ့နန်းကြိုင်ကစီတယ်လေးကိုယူပြီးအိမ်ကိုပြန်လာခဲ့တယ်။ညီမလေး။ဟင်?မမ။ခြံဝိုင်းထဲဝင်ဝင်ချင်းရှင်ညဝလှမ်းခေါ်တော့နန်းကြိုင်လန့်သွားခဲ့တယ်။ဟုတ်တော့ မမကိုလန့်သွားတာလားမလန့်ပါနဲ့ညီမလေးရဲ့ညီမလေးဖုန်ကြီးကြောင်ဆရာတော်ဖယုံယုံတွေဆွတ်လိုက်တယ်ညီမလေးကြိုက်တယ်မလားလာစားကြည့်ရှင်ညိုကဖယုံယုံပကံကိုပြတော့မှနန်းကျိုင်တက်ပြင်းခိုးချတယ်မဟုတ်တာလို့ကိုကြံ့ရွယ်နေတဲ့သူမျိုးစိတ်ကထိတ်လန့်နေကြတာလေအဖေရောမမအဖေကဖုန်ကြီးကြောင်မှာကြံခဲ့တယ်ညီမလေးအမေရောပဲသွားလဲမမအကြီးကရွာတဲ့အရွက်သွားခုမဲ့ဆိုထွက်သွားပဲညီမလေးရဲ့နန်းကျိုင်ကလေရှင်ညိုပေးရဲ့ဖယုံယုံသားဆိုင်ကိုပြတ်မှထိုင်နေတယ်နေလေသာစားပြီးရဲ့အထိညိန်ရဲ့နန်းကျိုင် နေမကောင်းလားညီမလေးမျက်နှာလည်းရွှေရွှင်ပြက်ပြက်မရှိပါလားဟုတ်တယ်မမခေါင်းနဲ့နဲ့ကြိုက်နေလို့ပါဒါဆိုမမဆေးဆရာသွားခေါ်ပေးမယ်လေဟာနေပါစေမမရဲ့ကျုပ်အိမ်ပေါ်မှာပဲခဏသွားလှဲနေလိုက်တတမှာပါဒါဆိုလည်းသွားလှဲနေလေမမလေးလိုက်ခဲ့မယ်ရှင်ညိုကနန်းချိန်နေမကောင်းလို့ထင်ပြီးနဘေးကမခွာပဲညီမဖြစ်သူကယူဆိုင်ပေးနေရှာတယ်ညနေရောက်တော့နန်းချိန်အခန်းထဲကနေထွက်လာတယ်ရှင်ညိုကတော့နောက်ဘေးမှာရှိတဲ့အပင်တွေကိုရှေ့လောင်းနေခဲ့တယ်ဖွားမယ်စင်တယောက်ပဲကုတ်ပြက်ခင်းမှာထိုင်နေတယ် ပြောင်းမှုဖက်စလေးကြီးဖွာဆိုင်နေဖွာမဲစရာနန်းကြိုင်တတိမထားမီနန်းကြိုင်မိဖို့ရေအသားရဝင်လာခဲ့တယ်။တော်ဝင်းချက်ထားတဲ့ဟင်းပကံတွေကိုကြည့်အိတ်စိထဲကိုလက်တော့နေ။အိမ်နောက်တအိမ်လုံးစားတဲ့ရွက်ကြော်ပကံတွေကိုသာအမုံတချို့ဖြူခဲ့လိုက်တယ်။ပြီးရဲ့အခါမှာမိဖို့ရေထွက်လာပြီးရေရင်းမှာရေချိုးဖို့ပြင်ဆင်နေ။ညစာစားတဲ့အချိန်မှာနန်းကြိုင်တယောက်စိတ်တွေလှုပ်ရှားနေပြီးကဏ္ဍမငြိမ်နိုင်ဖြစ်နေ။ညီမလေးထဲ့စားလေးဘာတွေတွေးနေရလဲ။ဘာဘာမှမတွေးပါဘူးမမေ။ဘာလဲသမီး ညီနေများမကောင်းလို့ထမင်းမစားခြင်းဖြစ်နေလား။စားပါရဲ့အမေကျုပ်နေကောင်းပါပြီ။ကောင်းနေဆိုရင်နေထဲစားလေ။ညီမညီကြိုက်တာတွေကြီးပဲချက်ထားတာအေး။အမေပြောမှပဲကျုပ်ကအမေတို့ကြိုက်တာမချက်တယ်လို့ဖြစ်နေရဲ့နော်။အိုးအေးကျုပ်တို့ကအကုန်စားပါရဲ။နော်သမီးရှင်ညို။ဖွားမဲစိန်နဲ့ဒေါ်ဝင်းတို့ကြောင့်မှရှင်ညိုပြုံးနေမိတယ်။နန်းကြိုင်ကတော့တပြင်းတို့သာခိုးချနေ။ထမင်းစားပြီးအချိန်မှာဖွားမဲစိန်ကပရိစိန်ရင်ချက်နှင်းမှလမ်းလျှောက်နေ။ ရှင်ညိုနဲ့နန်းဆိုင်တို့ကတော့ကပ္ပက္ခမထိုင်ပြီးဒေါ်ဝင်းနဲ့စကားပြောနေကြတယ်။ဟာခုမှမောင်းနေအေးအဲ့တော့အဲ့ချင်နေပဲ။စကားပြောနေရင်လည်းဒေါ်ဝင်းကဟွာကနဲ့တစ်ချက်သေးနေပြောတယ်။ဟုတ်ပါအေးကျုပ်လေးလေးဒီကနေ့တော့စောစောအိမ်မှဖြစ်မဲ့ပုံမဲ့တော့ရှင်ညိုကပြောတော့နန်းဆိုင်ရဲ့စိတ်ထရဝမ်းသာသွားတယ်။ဟုတ်တော့အမေဘယ်လိုရောလမ်းထိုင်တော့လား။ထိုင်နိုင်တော့အေးမျိုးစီရလေးနေပြီဖျားကြော့ပြီးရနေအိတ်တော့မယ်။ ဲ့လိုနဲ့ဖွမ်းမင်းစင်အိမ်မော်တက်သွားတယ်ဒီနေ့တအိမ်လုံးအိတ်ချင်နေကြဖို့မေ့ဤအတက်စာရီများစားထားမိကြတော့လားမသိပါဘူးကဲအေးတမီနန်းကြိုင်အမေလည်းအိရာရဲဝင်နေတော့မယ်ပြင်လိုက်ခဲ့နော်ဟုတ်ကဲ့မေဂျော်ဝင်းလည်းအိမ်မော်တက်သွားတယ်ရှင်ညိုကနန်းကြိုင်ကိုပြုံးရည်သာကြည့်နေရှင်ညိုရဲ့အကြည့်ကြောင့်နန်းကြိုင်စိတ်မလုံးတလို့ဖြစ်လာပြီမမကကျုပ်ကိုကြည့်ပြီးဘာလို့ပြုံးနေရလဲတော့မေးတဲ့အခါမှာတော့မမရဲ့ညီမလေးအောင်အတော်အရွယ်ရောက်နေပြီပဲမမတော့ခုထိမျက်လုံးနဲ့ကလေးလေးလိုမြင်နေတော့မယ်အေး ရှင်ညိုရဲ့စကားကြောင့်နန်းချိုင်ပြုံးမိတယ်။ကဲကဲမမလည်းသွားအိတ်ချီတော့မယ်။အိတ်ချီနေပြီ။ဟုတ်မမသွားနဲ့နော်။ကျခဏလေးမှအိမ်မော်တက်လာခဲ့မယ်။ရှင်ညိုအိမ်မော်တက်သွားတယ်။ခဏများကြတော့နန်းချိုင်အိမ်ဘော်ဒက်ကိုသွားချမိတယ်။နန်းချိုင်ကြည့်ပြီးတော့ဖောမဲ့စင်ကဖခင်ကမှရှိရဲ့သူ့ရဲ့အိယာလေးမှအိမ်မော်ကြနေပြီးမိမိတို့အိတ်တဲ့ခံကိုသွားချတော့တော်ဝင်လေးအိမ်မော်ကြပြီးတော့ဟောက်တန်တော်ထွက်နေပြီ။တပံအမဖြစ်သူရှင်ညိုရဲ့အခန်းကိုလည်းကြည့်ပြီးတော့ရှင်ညိုတယောက်အဲ့ရထဲမှာသူမကိုကြောက်ပြီးလည်းအိတ်နေခဲ့ပြီဖြစ်တယ်။ ဟိအိတ်ကုန်ကြပြီဆိုတော့ငါသွားလို့ရပြီနန်းကြိုင်လေးလောက်လေးကွာကိုင်ပြီးလက်စလုံးများထည့်ထားတဲ့လွယ်အိတ်လေးကိုလွှဲပြီးရွာလေးဘက်မှရှိရင်မကြီးပင်စီထွက်လာခဲ့တယ်။မောင်းနေပြီဖြစ်ပေမဲ့လေသွာလာနေကြနေရဖြစ်တာကြောင့်မီးရောင်မပါပေမဲ့လေမှန်းဆလို့သာသွားနေခဲ့တယ်။မကြီးပင်အောက်ကိုရောက်တော့ထိုင်ဆောင်နေတဲ့ငွေချင်းတွေကိုတွေ့လိုက်ရတယ်။နန်းကြိုင်ဘလို့လေအိတ်ကုန်ကြပြီမလား။အေးဟဲ့ငါအမေတို့အိတ်လို့သာငါထွက်လာနိုင်တာပေါ့ပေတွေ့ရဲ့။ကဲဒါဆိုရင်ငါတို့ကိုဖိုးတို့တို့အိမ်နာသွားဆောင်မယ်ဟာ။ဒါမှသူတို့ဘယ်ချိန်ဘယ်လမ်းကသွားမလဲသိရမှာ။ ဒီလိုနဲ့ပေတူကကိုဖိုတိုတိုအိမ်ပေါ်ဦးဆောင်ပြီးခေါ်သွားတယ်။ကိုဖိုတိုတိုအိမ်မှာရှိတဲ့ဘန်နာပင်ကြီးအပေါ်ကနေလေးယောက်သားဆောင်နေခဲ့ကြတယ်။အမလီကြိုက်တယ်ဟာ။အောင်စိုးဘာကြိုက်တာလဲ။မိပထွေးချင်ပေါ့ဟာ။ကြိုက်လေတူတူနေစမ်းကွာ။တော်နေမင်းတန်ဆိုကြီးကြိုင်ငါတို့လေးခွားနဲ့ထုနေမယ်။ပေတူရဲ့စကားကြောင့်အောင်စိုးရဲ့အတန်တိတ်သွားတယ်။နန်းဆိုင်နူတော်မှာချင်ကြိုက်ပေးမယ်လေ။ချင်ဟိတ်တန်နေကြောက်တော့မှဆိုတော့ကြောင့်ချင်ကြိုက်ခံပြီးနေကြတယ်။ ဆက်စုကျင်တဲ့နန်းကြိုင်တို့အုပ်စုမျောလင့်နေတဲ့အချိန်တကောင်နောက်ကတော့ကိုဖိုးတော်ကမိအိမ်လေးနဲ့ပေါပြတလက်ကိုကင်လာပြီးတငယ်ချင်းဖြစ်သူပွေးထူကတောင်တတိလေးတောင်ရွှတ်ပြီးခြံထဲကနေထွက်လာခဲ့ကြတယ်။သူတို့ကရွာလမ်းမတိုင်းထွက်သွားကြတော့နန်းကြိုင်တို့လည်းဘန္နာပင်ပေါ်ကနေဆင်းပြီးသူတို့နောက်ကနေအတန်တိတ်လိုက်လာကြတယ်။ဟဲ့ငါဘယ်နဲ့ဘယ်ကောင်တက်နေနေရလဲ။မမဝဲမဲပါဝင်ချက်မှာတယောက်မျက်နှာပင်တယောက်မမြင်ရတဲ့အချိန်ဖြစ်နေကြပေါ့ဆောက်မိုင်းအတန်ဆူဆူထွက်လာခဲ့တယ်။ ငါပါဟဲ့ပေါက်ဆောင်မိုင်မမြင်လို့ပါဟဲ့တူတူပြောဆောင်မှာရှန်နီအပါရီကြားကုန်မယ်ပေတောကပြောတော့ပေါက်ဆောင်မှာလည်းအတန်တိတ်သွားတယ်မလမကန်ကကိုဖိုးတူတူရဲ့မိအင်ရအလင်းရောင်သာမှန်းစာပြီးလိုက်လာခဲ့ကြတယ်ရှေ့ဆိုဘုန်းကြီးကျောင်းရောက်ပြီဟာကိုဖိုးတူတူကြီးဟာဘုန်းကြီးကျောင်းကိုဝင်ပြီးအနောက်ကဝင်မဲ့ပုံမယ်ဘုန်းကြီးကျောင်းနေရသွားရင်ဘုန်းကြီးကျိန်လုံးစာမိမှာပေါ့ဟဲ့တူတူဘယ်သွားရဲမလဲအေးလေနင်းရလေအလိုက်တာအောင်ဆိုးရဲ့အောင်ဆိုးရဲ့စကားကိုနန်းကျိန်နဲ့ပေါက်ဆောင်မှာတော့ပြန်ပြောတယ် မကြခင်မှာကိုဖို့တို့တို့တင်းဆိုင်နဲ့ဝင်သွားတယ်။နန်းကြိုင်တို့လည်းရောက်လေတင်းဆိုင်ကုန်းတွေကိုကြောက်ကြောက်နေပဲလိုက်လာခဲ့ကြတယ်။ခိုးရှိအောင်ကပိုးကြည့်ရဲ့ဟာအဲ့အုပ်ကူနာလေးဆောင်းကြည့်အောင်။ပေတိုးပြောတဲ့အုပ်ကူကြီးအနီကိုခြေတန်းလုံလောက်သွားကြတယ်။တင်းဆိုင်အတွက်မှာအတန်လေးတိတ်ဆိတ်လို့နေတယ်။တိတ်ဆိတ်မှုကပဲပို့ပြီးတော့ထိတ်လန့်စရာတွေကိုယူဆောင်လာတတ်တာကြောင့်နန်းကြိုင်တို့ကရှင်တထိတ်ထိတ်နဲ့ကိုဖို့တို့တို့ကြည့်နေခဲ့ကြတယ်။ဟဲ့တော်တော်ကတည်တဲ့မိသေးရဲ့မြေပေါ်မှာဒါမို့လား ဟုတ်ပါကွာဒီမြေပေါ်မှာဒီမှာလေးမိသေးအသက်34နှစ်တဲ့အေးဟုတ်တာပဲကိုဖိုးတော်တော်ကမင်းရဲ့တလုံးနဲ့ဟိုကြည့်ဒီကြည့်အလောက်ရှုံနေခဲ့ကြတယ်ဟိုဘိုးကြောက်ခဲပြောတယ်လို့ပင့်ဖိတ်ပြီးခေါ်လာမှာကွာကဲမင်းရှူလာတိုင်းနေရာချလိုက်တော့ပွေးထူမင်းလည်းကူချလေကွာမင်းမဲရှင်ညွေးအချစ်ကိုရခြင်းလို့ဥကြောက်ခဲပြီးအကြံအကောင့်ထဲပေါ်တာမဟုတ်ဘူးလားခွေးသားပစောက်ပိတ်ထားစမ်းမင်းကပွေးထူဆိုတဲ့နာမည်တိုင်းစကားလည်းထူချက်ကွာကိုဖိုးတုတ်တို့ရဲ့စကားကြောင့်နန်းကြိုင်ဒေါသထွက်သွားတယ် ကိုမဖြစ်သူပီယာစိနဲ့အရာယူမယ်ဆိုရဲကိုဖို့တို့သွားပြီးတော့ရန်တွေ့မယ်လို့တာကြောင့်ပေတိုတို့ကအတင်းဆွဲထားကြတယ်။နားကြိုက်စိတ်ထင်းစားမှာဟာသူတို့ကအခုမှစဖို့မလို့ရှိသေးတယ်။ငါတို့ခဏစောင့်ကြည့်ကြအောင်ပြီးမှနင်းကြိုက်တယ်လို့လို့ဟာအဲကြောင့်ငါတို့ပါဝိုင်းဆွဲလုပ်မယ်။ပေါ့ဆမှာပြောတော့ပီတိုတို့ကခေါင်းညှိထောက်ခံကြတယ်။ဒီခါမှနန်းကြိုင်စိတ်ကိုရှော့လိုက်ရတယ်။ဟေးဟိုမှာတနခါတော့နေကြောက်ပြင်းနေအောင်ထုတ်ကုန်ကြပြီဟာ။ ပေတော့တတိပြီးတော့လှမ်းကြည့်ရမှာကုဖို့တော့ကြက်ပြင်းတဲ့တနခါရုံးကိုတေချာကြကြနာနာထုတ်ပြီးနေရာချနေတယ်လို့ပွေးထူကလည်းဖတ်နေထုတ်လာတဲ့ထမင်းတုပ်ကိုဖွင့်ပြီးမြေပုံဘေးမှာချထားတယ်။ဖျောင်းနိုင်ထုံဟာပွေးထူရဲ့ကုဖို့တော့ရဲ့စကားအတိုင်းပွေးထူကဖျောင်းနိုင်တတိုင်းမိထွန်းထားလိုက်တယ်။ကဲနေရာလဲကြပြီးအချိန်လဲကြပြီးဆိုတော့စလိုက်ကြအောင်ကွာ။ပွေးထူကကုဖို့တော့ရဲ့နဘေးမှာလာရက်တယ်။ကုဖို့တော့ချောင်းဟန့်ပြီးလေချောင်းရှင်းတယ်လို့လှုပ်နေ။ဟဲ့ဖို့တော့ဟိုဘိုးတော့တင်ပြလိုက်တယ်လို့ရွတ်လေကွာ။ အေးပါဟာနေပါအောင်ငါကြက်လာတိုင်းပြန်စင်းစားနေမိငါဘာကားမှလာမပြောနဲ့ပွေးထူကိုဖို့တော့ဟာတော့ပွေးထူကမျက်စောင်းတထိုးထိုးနဲ့မကြည့်မနဲ့ကြည့်နေလိုက်မလာခြင်းပေမဲ့လေကိုဖို့တော့ပေးမဲ့အရက်သုံးလုံးပို့ပွေးထူလို့ခြင်းနေကဲဟောရီတင်ဆိုင်မှာရှိရဲ့နာနာဘွားများမြင်အပ်မမြင်အပ်တတဝါများနဲ့ကြီးစင်ငင်လိုက်အဆင်ရှိသောနာနာဘွားများတို့ကျွန်ုပ်တောင်ထွန်းရွာသားမဖို့တော့ဒီမြစ်တရရကန်တောင်းဆိုအပ်ပါတယ်ခင်ဗျာဟောရီမြေပေါ်မှာမကြခင်အမတေဆုံးသွားတဲ့မိသေးရဲ့ဝိညာဉ်ကိုကျွန်ုပ်ခေါ်ယူပါမယ် သင်တို့နှောက်ရှက်တာစီခြင်းမပြုပါနဲ့ကဲမိသိကြားရအရက်ကနေကျွန်ုပ်အရှိသူအညာဆုံးသာရောက်လာခဲ့စမ်းဟဲ့ဖိုးတုပ်ရဲ့အတန်ကြီးကတင်းချိုင်းထဲမှာဟိမိထွက်သွားတယ်ကြောက်လိုက်တာဟဲ့ဟာလက်ကိုခိုင်းကြည့်စမ်းချက်သိန်းတီတော်ထားလို့ပေါ့ဆာမနန်းချိုင်လက်ကိုဆွဲယူပြီးသူ့လက်ကိုခိုင်းကြည့်စီတယ်တူတူပြောပါပေါ့ဆာမရဲ့ဟိုမှာကြည့်ကောင်းနေပြီအောင်စိုးကပေါ့ဆာမကိုတတိပေးလိုက်တယ်မလာဘူးလားအေးမလိုက်နဲ့အလောင်းတူပြီးရောက်ထိတ်မှာရုပ်ပြက်စင်ပြက်လူမျိုးမကောင်သွားချိတ်ထားမယ်ဟဲ့ ကိုဖိုးတော်ကမိသေးဝိညာဉ်ရောက်မလားတိရကြောင့်ထမှန်ပြီးပြောလိုက်တယ်။ဒီလူတော်တော်ရောက်လာပြီ။သိတဲ့လူတော်ချင်းချောင်းနေ။အေးဟာ။ကဲမလာဘူးဆိုတော့ပွေးထူတူးကွာဒီကောင်မလောင်ရွာထိုက်သွားချိန်ထားမယ်။ပွေးထူလည်းကိုဖိုးတော်ရဲ့စကားမငြင်းဆန်မဲ့ပေါတူးကိုကောက်ကင်ပြီးတူးမဲဟန်ပြင်းနေချင်းလေရီတိုက်လာပြီးသူတို့ထုံနိုင်ဖျောင်းနိုင်လေမိငိမ့်သွားခဲ့တယ်။ဟင်ဟာမြေပုံထဲကထွက်လာတဲ့လက်တစ်ဖက်ကြောင့်ကိုဖိုးတော်တို့အံ့ဩသွားပြီးနောက်ကိုဆုတ်သွားခဲ့တယ်။ ကြည်နေတဲ့အချိန်မှာမြေပုံထဲကနေမိသေးရဲ့ခန္ဓာကိုယ်ကြီးတိုးထွက်လာတယ်။မိသေးကပိုးထိပ်ပြီးတေဆုံသွားခြင်းဖြစ်တာကြောင့်တေဆုံတော့မိသေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးပြာနှံ့လို့နေတယ်။အခုလည်းအဲ့ခန္ဓာကိုယ်ကြီးကမြေပေါ်ထဲကနေထွက်လာတာကြောင့်မိသေးကကိုဖို့တော့တို့မျက်လုံးပြူးကြည့်နေတာစိုက်ကြည့်နေခဲ့တယ်။ဟောင်ဖို့တော့မင်းခေါ်လို့မှရောက်လာပြီလေ။ဘာဆက်လုပ်မှာလဲ။အော်အေးကဲမိသေးဒီမှာနေအတွက်ထမင်းတော့ဒါအရင်စားကဖို့တော့ကပွေးထုပြောမှတတိယပြီမိသေးကိုချပေးထားတဲ့ထမင်းတော့စားစီတယ်။ မိတရချက်ချင်းမဲ့ထမင်းတော့ကိုသူ့ရဲ့လက်ကိုရှီလျာလှုပ်ပြီးအနားကိုဆွဲယူပြီးစားတော့နေကိုဖို့တုံးတဲ့ပွေးထူကကြောက်ပြီးမဲ့လေဘလို့မှမကြောက်တဲ့ဟန်နဲ့စိုက်ကြည့်နေကြတယ်ရေရီလာမဟုတ်ပါဘူးဒီအနက်ကသေးရီလာဟဲ့ဘသူသေးပေါ့ချာလဲခြေအကိုဆင်လာတဲ့အရာတွေကြောင့်ပေတိုးထော်ရယ်အောင်စိုးပေါ့ချာတာဟဲ့ဟာကွာဒီကောင်ကတော့အောင်စိုးကမိသေးရဲ့လက်တန်ရှိကြီးကိုမြင်ပြီးကြောက်ဒူးတွေတုံပြီးသေးပေါ့ချာတယ်တူတူဟွာဒီဘောက်လဲကြည့်နေ ပီတိုရဲ့အတန်ကြောင့်ကိုဖိုတိုတို့အုတ်ကူပလှမ်းကြည့်ကြတယ်။ဒါပေမဲ့မိသေးတို့သာပြန်ပြီးတော့အာယုံဆိုင်ပြီးကြည့်ကြတယ်။ထမင်းနေကုံတော့မိသေးကကိုဖိုတိုကိုပြူးပြူးကြီးကြည့်နေပြန်တယ်။ထမင်းကောင်ပြီဆိုတော့နင်ကခိုင်းစာရှိရခိုင်းရတော့မှာပဲ။ရော့ရေဘူးကြောက်ပြမှာတနခါသွေးစမ်း။ရေဘူးကိုကံပေးပြီးတနခါသွေးခိုင်းတယ်။မိသေးကရေဘူးမရှိဘဲကိုဖိုတိုကိုပြူးပြူးကြီးသာကြည့်နေခဲ့တယ်။ကောင်မနင်အလောင်းရွာထိတ်မှာသွားချိတ်ထားမှာပြော။နင်လောက်အဆက်ကြီးရဲ့အပြူကြီးတို့ကမှမရှိသေးပါဘူးခဲ့။ရော့ငါခိုင်းတဲ့အတိုင်းသာလုပ် မိတရရေဘူးကိုဆွဲယူပြီးတနခါသွေးတယ်။ကိုဖိုးတော်ကပြုံးပြုံးကြီးကြည်နေခဲ့တယ်။ဟဲ့တနခါသွေးနေပြီမဖြစ်ဘူး။အဲ့တနခါနဲ့ငါမောင်ဒုက္ခပေးမှာတနခါမသွေးနဲ့ငါတို့ဝင်ဖြတ်မယ်။ဟမ်ငါတို့ကဘယ်လိုဝင်ဖြတ်မှာလဲ။ဒီမှာလေကဲပေတိုးနဲ့အောင်စိုးလေးခွားနဲ့ပြုတ်ဖို့ပြင်အစ်စ်ပေတိုးကအသင်လုံးအော်ပြီးကိုဖိုးတော်နဲ့ပွေးထူလို့စီ လောင်စလုံးနေနဲ့ထူကြတယ်။ဟာအမလီပြစ်တယ်ဟာအမလီတရေတွေကဒုက္ခပေးပြီထင်တယ်။နားလိုက်တာကွာ။ဟေးဟိုမှာဟိုကလေးတွေပြစ်နေရဟာ။ ကိုဖိုတိုတို့ကလက်စလုံးမအပြစ်ခံရတာကြောင့်နာကျင်လာပြီမဲ့ခုံကြလွားကြပြီးတင်းကြိုင်ထဲမှာစူညံနေသူတို့လေးကွာနဲ့ပြင်နေရဲ့နန်းကြိုင်တို့မြင်သွားတော့ဒေါသနဲ့နန်းကြိုင်တို့စီဝင်းရင်တို့ကိုလက်ကဆဲပြီးလာတော့ပြေးတော့ပြေးတော့ဟာပြေးဟေးမဟုတ်ငါတို့ဒုံးနဲ့ရိုက်တော့မှာအော်ဟစ်ပြီးနန်းကြိုင်တို့လေးရောင်လေးတင်းကြိုင်နေရာနေထွက်ပြေးကြတယ်ကိုဖိုတိုနဲ့ပွေးသူတို့ကနန်းကြိုင်တို့အနောက်ကိုပြေးလိုက်ဖို့လုံနေတဲ့ချိန်တစ်ပင်ကွဲရတစ်ခုကထွက်လာတဲ့လူတယောက် အဲ့လူရဲ့လက်တွဲမှာပန်လာတဲ့တို့ကကုဖိုးတုတ်တို့ရဲ့ခြေောက်တွေကိုဖျက်ပြီးရိုက်ချပစ်လိုက်တဲ့အတွက်ကုဖိုးတုတ်တို့မြောက်မြေပေါ်မှာခွေကနေလဲကျသွားတယ်။ဟမ်နေနေရှင်ညိုကနေကြီးလာခဲ့။အညမောက်ထုံးနဲ့ရိုက်ဖို့ကြိုးစားတယ်ဒီကောင်ကောင်ဆုံးမစမ်း။ရှင်ညိုကပြောတော့မိတရထိုင်နေရနေဆွေကနေထလာပြီးကုဖိုးတုတ်တို့ပါးများဆိုင်ရိုက်နေခဲ့တယ်။ဟဲ့မြောက်တရေထီလီလက်သီးနဲ့ထိုးပါဟဲ့။ ရှင်ညဝပြောတော့မိသေးရဲ့ကိုရဲဝင်ရောက်နေတဲ့ငနဲ့ကြီးလေကိုဖိုးတုတ်တို့လက်တီနဲ့အဆက်မပြတ်ထို့တော့ကိုဖိုးတုတ်တို့ညီးတွားတန်တာမထွက်နိုင်ပဲငနဲ့ကြီးထိုးသည်များအလူးလဲခံနေရတယ်။တော်ပြီတော်ပြီသေကုန်မယ်။တော်တော်ရာထိတ်ကအပင်တွေမှာဇောက်ထိုးတာချီထားခဲ့လိုက်။ဒီလောက်တော့တကယ်လို့ဒုက္ခပေးခြင်းနဲ့အကောင်လေ။ရှင်ညဝပြောတော့ငနဲ့ကြီးလေမြေပုံထဲကိုအရင်ပြောင်းဝင်ပြီးမိသေးရဲ့ခန္ဓာကိုယ်ရရနေထွက်လိုက်တယ်။မိသေးကိုယ်ကနေထွက်ပြေးရင်တော့ကိုဖိုးတုတ်နဲ့ပွေးထူရဲ့ချောက်တွေကိုကင်ဆယ်ပြီးတင်းကျိုင်းနေရာနေထွက်သွားတယ်။ ကိုဖိုတိုတိုကမြေကြီးနဲ့ကောင်ဒီရိုတိုက်ပြီးငနက်ကြီးဆွဲခွန်ရနာကိုပါသွားတယ်။ရှင်ညိုတပြင်းချလိုက်တယ်။နေကင်းမိုင်အောင်ဖုန်ကြီးကြောင်ပြန်လာတဲ့သူမရဲ့အဖြစ်ကိုပြန်တွေးမိတယ်။မမရှင်ညိုမမရှင်ညိုဟောပိန်သေးပါလား။မမရှင်ညိုကျုပ်ပြောစရာရှိတယ်။ပြောစရာရှိတယ်။ဘာများလဲအေးဒီလိုမမရှင်ညိုရဲ့ကျမမနဲ့မမရှင်ညိုရဲ့ညီမမမနန်းကြိုင်တို့ကလေညကြိုင်ပြရာဆေးဖော်တာသွားကြည့်ကြမလို့ရဲ့ဟုတ်တော့အဲ့ဒါညီကိုဘသူပြောလိုက်တာတော့ပိန်သေးရဲ့ ဘသူမှမပြောသူတို့ပြောတာကြောက်ခိုးပြီးတော့နားထောင်လာတာညကြိုင်ပြာစေးဖော်တာသွားကြည့်ဖို့မမရှင်ညိုတို့စေးစရာဥကြောက်ခဲအင်အားအိတ်စေးခိုးပြီးတိုက်မလို့တဲ့အလိုလေးဟုတ်တယ်အဲ့ဒါကြောက်ကမမရှင်ညိုချစ်လို့လာပြောပြထားတာအေးပါပိန်သိရေမမကျေးဇူးတင်နေနော်နောက်ပြီးမမတို့တကယ်ချင်းရလေဒီเจ้าနေဘသူမှပြန်မပြောနဲ့နော်ပြီးတော့မမတို့အဖွာမပြောရအောင်နော်အဖွာတင်မမကိုရှိုက်မှညီမလေးရဲ့အာမပြောမပြောမမစိတ်ချနော်လေးမလိုက်တာပိန်သိလေးရ ်ရော့ရော့ဆရာတော်ကပေါပေါဆုပ်တွေပေးလိုက်တယ်ညီမလေးစားဖို့ယူသွားအောင်နော်ပိန်သေးမောင်ရှင်ညိုကမျက်နှငယ်လေးနဲ့ပြောတော့ပိန်သေးမရှင်ညိုတနာရည်ဟန်နဲ့သဘောတူရှာတယ်ရှင်ညိုလည်းပိန်သေးမကိုဖုန်ကြီးကျောင်းအနေပါလာတဲ့ပေါပေါဆုပ်တွေပေးလိုက်တော့ပိန်သေးမတယောက်ပြောသွားတယ်ဒါဆိုကြောက်သွားပြီနော်မမရှင်ညိုအေးအေးညီမလေးမမစိတ်ချမယ်နော်စိတ်ချပါမမရှင်ညိုကျုပ်ကမမရှင်ညိုအချစ်ဆုံးပဲသိလားပိန်သေးမနှစ်ချီးတွေကိုရှုံပြီးရှင်ညိုပြောသွားတယ်ရှင်ညိုလည်းပိန်သေးမပြီးသွားတဲ့တည်ရင်တိုင်းနန်းကြိုင်အကဲခတ်နေ ိန်သေးမှပြောသွားသလိုနန်းချိုင်မှုမမှန်တာကိုရှင်ညိုသတိထားမိတယ်။နောက်ဆုံးမီးပိုရဲဝင်ပြီးရွက်ကြပကန်နဲ့အိတ်ဆေးတွေဖြူနေတာကိုလည်းရှင်ညိုမြင်တော့အိတ်ပကန်မစားဘဲရှောင်နေခဲ့တယ်။နန်းချိုင်အမြင်မှာတော့စားရလို့ထင်အောင်အရွက်ကြများပကန်တွေကိုခတ်ထည့်ပြဟန်ပြရသေးတယ်။ပြီးရင်တော့ဒုံဝင်းတို့နီးတူဆော့ဆော့အိတ်အားဝင်ပြီးညီမဖြစ်သေးအနောက်ကနေတိတ်တဆိတ်လိုက်လာခဲ့ရပြန်တယ်။နန်းချိုင်တို့တင်းချိုင်ကုန်ရောက်တော့ရှင်ညိုကငနဲ့ကြီးကိုခေါ်ပြီးတင်းချိုင်တနေရာကနေကြည့်နေခဲ့တယ်။သူမရောက်နေအောင်နန်းချိုင်တို့လေးယောက်မသိခဲ့ကြရှာဘူး။ ကုဖို့တော့တို့ရဲ့လောက်ရကိုရှင်ညိုကြည့်ပြီးငနကြီးကိုမိသေးရဲ့ကိုရဲဝင်မှုတွေအမိန်ပေးလိုက်တယ်။ကုဖို့တော့ကတော့မိသေးရဲ့ဝိညာဉ်ထင်ပြီးသူ့ကိုယ်သူအထင်ကြီးနေခဲ့တာ။ကုဖို့တော့တို့မသိတာတင်းကြိုင်ထဲမှာစိတ်ထင်တယ်လို့လာလုံနေတဲ့ကုဖို့တော့တို့တတ်ချင်နေရဲ့မိသေးရဲ့ဝိညာဉ်နဲ့တင်းကြိုင်ဆောင်ကြီးတို့ရှင်ညိုဟာတားဆီးခဲ့ရခြင်းဖြစ်တယ်။မဟုတ်ရင်တော့ကုဖို့တော့တို့နေအောင်အဲ့နေရာမှာတိတ်ဆုံးနေကြမှာမလွယ်ဘူး။ရှင်ညိုပြန်တွေ့အိမ်ကိုပြန်လာခဲ့လိုက်တယ်။ညီမဖြစ်သူကိုစိတ်ဆိုးခြင်းမရှိဘဲလိုက်လံဆောက်ရှောက်ပေးချင်တာဖြစ်တယ်။ သူမှလည်းတွေ့တာစရာဆိုလို့ညီမဖြစ်သူနန်းကျိုင်သာရှိအောင်ညီမဖြစ်သူတစုံတစ်ခုမဖြစ်စေဖို့အတွက်ကာကွယ်လိုတဲ့စိတ်သာရှင်ညူမှရှိတယ်။ဒီလိုနဲ့မနဲ့မိုးလင်းတော့အမေရေဖိုးတုံးနဲ့ပွေးထူလို့လေရွာထိပ်ကပင်မှာကျူတန်လိုင်းချီထားရတဲ့တော့မနဲ့ခင်းစာအတွက်ပဲပြုတ်တော်ဝဲထုံဝင်းစရာနဲ့တရင်တူပါလာခဲ့တယ်။မျက်နာတင်တဲ့နန်းကျိုင်တော်မှာစိတ်ဝင်စားနဲ့အနားကိုရောက်လာခဲ့တယ်။ဘာဖြစ်တာလဲရံများဖြစ်ကြလား၏မသိဘူးတော့ဖိုးတော်ရောပွေးထူရောမျက်နှာကြီးရောင်ကိုင်းပြီးအင်းကြီးတွေကစာဆုပ်ပြတ်နေတာတဲ့ ဟဲဘလို့များဖြစ်တာပါလဲတကြီးတော့ကသွားမေးပေမယ့်ဟိုဟာစကားကိုပြန်မပြောနိုင်ကြသေးဘူးဆေးစရာအမြန်ပင်ပြီးကုနေရတယ်တဲ့ဖွားမဲ့စိန်ခေါင်းသာညှိလိုက်တယ်နန်းကြိုင်ကစဉ်းစားရတဲ့ဟန်နဲ့ရှင်ညိုကိုကြည့်တယ်ရှင်ညိုကနန်းကြိုင်အကြည့်ကိုမျက်နှာလွှဲသွားတော့နန်းကြိုင်ပြုံးမိတယ်ညာနန်းကြိုင်အိမ်ပြန်ရောက်ပြီးမကြပါဘူးအိမ်မော်တက်လာတဲ့ရှင်ညိုနန်းကြိုင်သတိထားမိခဲ့တယ်ခုပိုးတို့တို့အခုလိုဖြစ်တာအမဖြစ်သူရဲ့လက်ချက်ဆိုတာနန်းကြိုင်သိလိုက်ရတာကြောင့်သဘောကျစာနဲ့ပြုံးနေမိရတယ် ကဘိုတုံနဲ့ပွေးထူရောလည်းဆေးဆရာပင်ပြီးကုသပေးမယ်လေဘသူရဲ့လက်ချက်ကြောင့်ဆိုတော့မပြောနိုင်ကြဘူးရှင်ညိုကြောင့်ဆိုတော့ပြောရင်လေသူတို့ရဲ့အကြောင်းများလူတိကုံမောင်းဆိုရင်ပြီးမသိလိုက်ကြောင်းဘူးတာခံပြီးညင်းနေရတယ်ဒီဖြစ်ကြောင့်တောင်ထုံးရတကြီးဦးနောင်ချုံနဲ့ရွာကလာသားကောင်းဆောင်မအောင်တို့သာခေါင်းဆောက်ခဲ့ရတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလန်လေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ် ။နောက်ရက်မှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်မှုလည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရစေရှင်။